လူတွေအထိဖြိုရာပြုတ်မှာဆိုတော့လေထပ်ပြီးတော့ပြုတ်ထားလိုက်အောင်မနော်မယန်းပြား၆လေးတွေထည့်မှာပေါ့နော်တုတ်ပြီးသားစက်သား၃လေးတဲ့ကိုပြုတ်ရည်လေးထည့်လိုက်ပါမယ်ဟောမှွေးနေပါအရင်များများနဲ့စားမယ် ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဖြိုးပေးရှင်နေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ဖြိုးဟာဖြိုးမွန်ပြည်နယ်ဘက်မှာချက်စာလေးရှိကြတဲ့စက်သားစုပြုတ်တုံလေးကိုလှုပ်ရှားပြမှာပေါ့နော်ဒါကတော့မွန်ချက်လေးကိုဖြိုးချက်မှာပေါ့နော်ဒီမှာမယံပြားလေးနဲ့ပေါ့နော်ကဲအခုအရင်ဆုံးဖြိုးဒီမှာဝယ်ထားတဲ့စက်သားပေါင်ရယ်ဖြိုးရှင်ကြက်သွေးရယ်ကိုအရင်ဆုံးပြုတ်ပါမယ်စက်သားစုပြုတ်မှာလောဝစီမပါဘူးသိလားအဲဒါခုလိုနေရာဒီနေ့အရန်လိုက်ဖက်တာကဲဖြိုးဆိုက်ပြီးချက်လိုက်ပါပေါ့နော်ကဲအရင်ဆုံးဖြိုးဟာဒီမှာစက်သားပေါင်လေးတုံးထားပါရယ်ဒါကတော့ကြက်သွေးပေါ့နော် ကဲပြီးရင်ဇပလင်ရဲ့ကြပြားရိုက်ထားတဲ့ကျသွုံဖြူလေးတွေရဲ့ဂျင်းလေးတွေရဲ့ထည့်ပေးပါမယ်ပြီးရင်တော့စင်းသားငပိလေးနည်းနည်းထည့်ပါမယ်ကဲသူတို့ကိုဖြိုးလို့ပြုတ်ထားလိုက်ပါဦးမယ်ကဲဆူလာပြီဆိုတော့ရတာအတွက်ဖြိုးအားစားလေးနည်းနည်းထည့်ပါမယ်ကဲကြက်သားလေးကိုလေနူးတဲ့အထိဖြိုးရပြုတ်မှာဆိုတော့လေထပ်ပြီးတော့ပြုတ်ထားလိုက်အောင်မနော် ကဲအခုဆိုရင်ဖြိုးရဲ့စက်တာလေးနူးပြီပေါ့နော်ဒါဆိုလို့ရှင်တော့ဖြိုးကဆက်ပြီးတော့အေးအေးခံထားပြလိုက်ပါမယ်ကဲကူကတော့ဖြိုးပြုတ်ထားတဲ့စက်တာလေးလည်းရပြီဆိုတော့နှွှင်လိုက်တော့မှာပေါ့နော်ဖြိုးတို့ကိုစားချင်တဲ့ပုံစံလေးနှွှင်လို့ရပါတယ်ဖြိုးကတော့တသေးလေးနှွှင်မယ်ကဲဒါကတော့အသွေးလေးပေါ့နော် အသွေးအားကြတော့ကိုကြိုက်လို့ထည့်စားတာပေါ့နော် မထည့်စင်လည်းရသေးတာဒီယိုလေးအားကြတော့ဖြိုးအပြုတ်ထဲမှာထည့်စားမှာပေါ့နော်ဖယ်ထားလိုက်အောင်ကဲကွာတော့စားတော့လို့ရပါပြီဖြိုးတို့ဒီစစ်သားတော့ဖို့အတွက်ပေါ့နော်အရင်ဆုံးပြောရတာရှမ်းနန်နန်ထည့်ထားတယ်ပြီးရင်နမ်နမ်မင်ကြိုက်လို့နမ်နမ်မင်မှာထည့်ပါမယ်ပြီးတော့မြုပ်တီကဲပြီးရင်ဖြိုးရေးစိန်ထားတယ်စက်သွန်နီလေးတွေထည့်ပါမယ်ပြီးရင်ဖြိုးမယန်းပြားချောက်လေးတွေထည့်မှာပေါ့နော် ဖြိုးကရေလေးနဲ့နည်းနည်းစိန်ထားတယ်တိလားမြန်မြန်ထည့်ပါမယ် ပြီးရင်တော့မီးကင်ထားတဲ့ငပိလေးတွေထည့်ပါမယ်။ပြီးရင်တော့အရသာပုံလေးနည်းနည်းထည့်မယ်။ငွမ်းပြာရည်လေးကနည်းနည်းထည့်ပါမယ်။ပြီးရင်တော့ဆက်ဆက်စားဖို့အတွက်ငှုပ်တီချက်မှုတ်ထည့်ပါမယ်။ကဲအားလုံးနှောက်နေလို့ရပြီပေါ့နော်။ကဲပြီးရင်စပြီးတော့နေပါတော့မယ်။ ကဲခုဆိုလို့ရှိရင်ဖြိုးရဲ့စက်သားအတုံးလေးရပါပြီပေါ့နော်ဖြိုးကကြတော့ဆွပြုတ်မလုပ်ခင်အတုံးလေးလဲစားကျင်တော့လေအတုံးလေးကိုတီးတန့်တပကံဖယ်လိုက်ပါမယ်ဒါကြတော့စွပြုတ်အတွက်ပေါ့နော်။ကဲတုတ်ပြီးသားစက်သားတုံးလေးတွေကိုဖြိုးခွနာကကြိုထားတဲ့စွပြုတ်ကြီးလေးထည့်လိုက်ပါမယ်။ပါမွှေးနေပါ။အရင်များများနဲ့ စားမယ်ရှင်းပဲကဲပြလို့ရှင်ဒီမှာပြိုကြက်ယိုးလေးထားတာကြက်ယိုးလေးပါထည့်ကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲ့မွန်ကြက်တာစုပ်ပြုတ်လေးရပြီပေါ့နော်။အာဖြိုးကဒီမှာကြက်တာတုပ်လဲစားချင်လို့လေ။ကြက်တာတုပ်ကိုတီးတန်းဖယ်လိုက်တယ်။ပြောရလို့ရှိရင်တော့ခုနကပြုတ်ထားတဲ့ကြက်စုပ်ပြုတ်ကြီးလေးထည့်ပြီးတော့ဒီမှာကြက်စုပ်ပြုတ်လေးတောက်မှာပေါ့နော်။ချင်ငန်ဇက်လေးတည်တာ။ကဲပြည့်ဖို့လေးအရင်ကျွေးပါမယ်။ ထားကြပါဦးရှင်။ဖြူရောတောက်တော့မယ်နော်။မြန်မြန်နမွှေးတော့ထို့လိုမြန်မြန်မရှိဘူးဆိုလို့ရှိရင်လေတမရသည်ထဲ့ပေါ့နော်ဒီမွန်ပြည်နယ်ဘက်မှာကြတော့လေမြန်မြန်တွေကပေါ်တယ်ဒီမြန်မြန်ထဲ့ပြီးတော့လှုပ်စားကြတယ်ချက်စားကြတာပေါ့နော်อืม ကြက်သားဆွပြုတ်လဲတောက်ခြင်းနဲ့ချွတ်ချိုကြီးလဲမစားခြင်းဘူးပေါ့အခုလိုနှွေးရသူဆိုလို့ရှိရင်ပူပူဆက်လေးဂရင်းပွင့်အောင်စားခြင်းလဲဆိုဖြိုးလို့လှုပ်စားကြည့်တည်တာအရန်တောက်ကောင်ဟွန်းရှင်ဇာလေးဒီကြတာတော့ရတယ်လေဝိတ်ကြားချင်တဲ့လူတွေဝိတ်ထိုင်တဲ့လူတွေဆိုရှင်တော့အဆင်ပြေတယ်ဒီကလုံးဝစိတ်မပါလို့သာပါအောင်

ပြောရရှင်အဲ့ချိန်မှာမငေုပ်ကြမ်းမုတ်လေးတမြန်လေးညှင့်ထည့်ပြီးတော့တောက်ကြတာပေါ့နော်တခါတည်းပြုတ်တောက်တာအခုလိုပုံစံလေးကြတော့လေအရသာလေတမျိုးလေးသိလားချင်းငန်ဆက်အရသာအနမ်းလေမွှေးကြိုင်ပြီးတော့ပဲရှမ်းနန်းနန်းလေးလည်းပါတော့嗯。Hmm. con này ở trên này apple tao gào này Vô cái đồng กระดึกกระดึกนะก็เลยเนาะฉันเบลตะบวนแน่เด้ไผตรอเนียวไอကျတော့ကောင်းလားဒီအတော့ထက်လေဖြွားဒီအရေးလေးထည့်ပြီးတော့ချိန်ခံဆက်လေးစားရတာပိုပြီးတော့သဘောကျတယ်တည်ရ အတော့အောင်တိတ်မကြိုက်တော့လို့ပဲခံစားပြီးမှဒီတုတ်ထဲကိုရေထက်ထဲပြီးတော့ထက်ပြီးတော့စားလိုက်ပါအောင်မယ်ကဲဖြိုးပဲလို့ဒီမှာပဲရိုက်လိုက်ပါတော့မယ်ဖြိုးလို့ပဲချင်ငန်ဆက်လေးကြိုက်တယ်ဆိုရင်ဖြိုးအခုလှုပ်စားပြသွားတယ်စက်သားတုပ်စပြုတ်ချင်ငန်ဆက်လေးလိုက်ပြီးတော့လှုပ်စားကြည့်ကြအောင်နော်ကဲနောက်ဘက်ကိုကြောက်ရှင်ဖြိုးဘာလေးချက်ပြပြီးဘာလေးစားပြအောင်လဲဆိုတာဆက်မှတ်ချက်ရှိဝေးကြပါအောင်ရှင်တက်တာ